ကလေးလူငယ်ကိုလွယ်တဲ့အချိန်ခါကသပြီးတော့မိဘတွေရဲ့အိမ်မှာရှိတဲ့ဥစ္စာတွေရဲ့တို့တဲ့နာမှုအတိုင်းတာပမာဏတိမရှိတော့ဘူးသိကြီးပါလာတယ်မိဘတွေလောက်ခင်းကြင်ကြီးနေသိအောင်မြင်လာတယ်ညှောက်ထားတဲ့ရှင်အိုးငွေအိုးတွေဟာရှင်းနောက်ဝဲရအကုန်လုံးအိမ်ထဲကိုလှိမ့်ပြီးတော့ဝင်လာသလိုပေါ်လာကြတယ်မိဘနှစ်ပါးတို့ကသူတို့ဘာတွေထံမှာရှိတော့ကအနှံထားခဲ့တဲ့ပစ္စည်းတွေရှိတယ် အဲ့ဒီမိစီတွေကိုမရဖြစ်နေရကနဲ့ကိုဘုံကံရှင်ကလေးဒုငယ်တအုပ်ကိုလွယ်တဲ့အချိန်ကကစပြီးတော့မိစီစဉ်ဥစ္စာတွေဟာမိဘတွေရဲ့မျက်မှောက်ကိုအလွယ်တကူရောက်ရှိလာတယ်မပေးဘဲမနေနိုင်ကြတော့ပေးခြင်းနဲ့စိတ်ထားတွေပေါ်လာတယ်နောက်တစ်ခုနွားမတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းနှုတ်တွေအများကြီးထွက်လာတယ်နွားတွေကြည့်လိုက်ရင်နွားတွေရဲ့ကိုယ်ကျင်တရားကသိကောင်းလာတယ်ခိုင်းလို့ကြည့်လို့သိကောင်းလာတယ် လေတော့ကြည့်လိုက်မယ်ဆိုလို့ကြည့်လိုက်တက်ကြွထားတဲ့လေကင်းနေမှာသဘာဝအတိဟန်တွေကသိပြီးတော့အောင်မြင်လာတယ်အတိုးပေးထားတဲ့စီစဉ်ဥစ္စာတွေသို့မဟုတ်ခဏခေတ္တကြီးငှားထားတဲ့စီစဉ်ဥစ္စာတွေဟာလည်းအတိုးချထားတဲ့ပုဂ္ဂိုလ်တွေကသို့မဟုတ်ကြီးငှားထားတဲ့ပုဂ္ဂိုလ်တွေကအလွယ်တကူနဲ့လာပြီးတော့ပြေးကြအိမ်မှာတိုင်းတိုင်းနေတဲ့ဂျွင်ယောက်ျားဂျွင်မိန်းမတွေကိုကြည့်လိုက်မယ်ဆိုလို့ကြည့်ရင်လေရောသကသူသကကိုသိပြီးတော့နားထောင်ကြတယ်ဒီကနေ့အဖုံးကံ နောက်တစ်ခုအလုံသမားတွေကြီးနိုင်မယ်ဆိုလို့ရှိရင်လုတ်ခင်းကန်ခင်းမှာမြေသာခိုးနေတာမျိုးလုံးလုံးမရှိဘူးအလုတ်ကိုကြည့်ပြီးဟောပါလုံးကြကလေးသူငယ်ကုံလွယ်တဲ့အချိန်ကကစပြီးဒီကုံကိုမပြည့်စုံအောင်ထိမ့်သိမ်းစောင့်ရှောက်ပေးတဲ့ပုဂ္ဂိုလ်တွေဒီကအမျိုးသမီးတွေအများကြီးပေါ်လာတဲ့ကလေးသူငယ်ကိုဆေးကုသပေးမယ်ဆရာအမျိုးမျိုးပေါ့အခုခေတ်အပြောနဲ့ပြောရင်တော့ဆရာဝန်ကြီးပေါ့ဆရာဝန်အမျိုးမျိုးတွေကအသက်ကြီးဝေးရောက်လာကြတယ် ဒီကလေးသူငယ်ဟာကာပတိတထေတကျွေမျိုးမှသွားပြီးလူဖြစ်ခဲ့မယ်ဆိုရင်တထေရာတို့ရနိုင်တယ်။အမမျိုးမှမွေးဖွားခဲ့မယ်ဆိုရင်စီသူကြီးရာတို့ကိုရရှိနိုင်တယ်။မင်းမျိုးမှမွေးဖွားခဲ့မယ်ဆိုရင်ရှင်မင်းရာတို့ရနိုင်တယ်ဒီလိုဆိုလို့။သူတို့ဘအတ္တကိုမတတ်ဖဲရှောင်းကျင်ခဲ့တဲ့ကံတခုကဒီပုံဒီပန်းဒီနိလအဖြစ်စည်းစိမ်ဥစ္စာအမျိုးမျိုးကိုဖြစ်စေတယ်ဖြစ်အောင်ပြုပြင်ပေးတယ်။ ဘေးအန္တရာယ်အမျိုးမျိုးနဲ့သူ့မှာကင်းစည်းစိမ်ဥစ္စာတွေလည်းပြည့်စုံတယ်ဘေးအန္တရာယ်ကင်းရှင်းစည်းစိမ်ဥစ္စာပြည့်စုံပြီးတော့ရှင်မြင့်စွာသောအချိန်ခါကာလပတ်လုံးအသက်ရှင်ရတယ်ဒီလိုဆိုရင်အသက်ရှင်ခြင်းတဲ့ပုဂ္ဂိုလ်ကြီးဟာသူ့အသက်ကိုတတ်ရမလားမတတ်ရဘူးလားအဲတတ်ခြင်းနဲ့စိတ်ဓာတ်ကလေးကိုပြုပြင်ပြောင်းလဲပေးဖို့မလိုဘူးလားလိုတယ်ဒါစိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးပဲ